ပါစနာတီဆိုတာမှာလူတယောက်မှာရှိသမျှအကုန်ပါတယ်လို့ဥစားရုပ်ရည်ရလည်းပဲပါစင်ကျမှာပါတယ်ဥမာသဘင်ရှိလို့ဆိုရင်ခေါင်းပြီးပုံကစားပါစနာတီလို့မှာပါတယ်သဘင်တွေကိုအများကြီးကောက်ပြီးတော့ဖောက်ထားတဲ့လူရဲ့ပါစနာတီနဲ့သဘင်ကိုတက်တက်ရဆုပ်ပြီးတော့စိတ်ထားတဲ့လူရဲ့ပါစနာတီမတူဘူးနော်ကိုယ့်အကုန်မြင်ရတဲ့အခါအကြက်ခတ်ကြည့်လူတယောက်ရဲ့သဘင်ကိုကြည့်ရတဲ့လူတွေနဲ့သူ့ပါစနာတီဘယ်လိုရှိမှာဆိုတာအကြက်ခတ်လို့ရတယ်ထို့တူပဲဝတ်ထားတဲ့အင်ဂျီလည်း ်အင်းကြီးပုံစံမျိုးမျိုးအယောင်သွေးမျိုးမျိုးအပွက်မျိုးမျိုးအပွက်မျိုးမျိုးနဲ့ဝတ်ထားတာကိုကြည်ချင်းအဖြစ်ကိုလည်းလက်ရှိအချိန်ဒီဒီနေ့ဒီအချိန်မှာတော့ဒီလူရဲ့ personality ဘယ်လိုရှိလဲဆိုတာနည်းနည်းတော့မှန်းမလားလူရဲ့စိတ်ကလည်းတစ်ချိန်တစ်ချိန်မတူဘူးနော်တစ်ခါတလေမှသူကတည်ငြိမ်အေးချမ်းတဲ့အချိန်ရှိတယ်ခါမှာသူဝက်လေအင်းကြီးကစားတည်ငြိမ်ငြိမ်ဝတ်စားမျိုးတူဖို့တည်းတစ်ခါတလေပျော်ရွှင်မြူးတနေတဲ့ခါမျိုးရှိတယ်အဲ့ဒီခါမှာဝတ်လေအင်းကြီးကစားရှင်နဲ့အယောင်အသွေးမျိုးဝိလိရှိနောက်တနည်းလည်းပြောရမယ်ဆိုရင် ဝတ်လိုက်တဲ့အင်ကြီးဝတ်စားမှမတူဘူးတော့စိတ်ကလည်းပြောင်းသွားတယ်အခုလိုဝတ်ထားရတာနဲ့အင်ကြီးဖြူဒုံကြီးဖြူကြည့်လိုက်စိတ်ဘယ်လိုဖြစ်သွားမလဲတမျိုးတော့ပြောင်းမှအမှန်ပဲနော်အင်ကြီးနဲ့ပေါင်းပြီးနဲ့အင်ကြီးနဲ့ပစိုးဝင်နေရတယ်ကုတ်အင်ကြီးနဲ့မောင်းမီကိုကြည့်လိုက်ဘယ်လိုဖြစ်သွားမလဲစိတ်ကတမျိုးပြောင်းသွားပြန်ရောနော်ဒါကြောင့်ကိုလူကကိုစိတ်နဲ့ကြိုက်တဲ့အင်ဂျီဝစာကိုလည်းပဲရွေးလိရှိတယ်။ဒီနေ့အဖြစ်ဆိုလည်းပဲကိုဝတ်တဲ့အင်ဂျီဝစာကိုစိတ်ကို ပြန်ကောင်းမှုတော့တယ်။အကြောင်းကိုမှရှိတဲ့မြတ်ပစ္စည်းဥစ္စာအားလုံးဟာအတုံးဆောင်ပစ္စည်းအားလုံးဟာကိုယ့်ရဲ့ personality ကိုအကောင်အဆိုးတမျိုးမျိုးလောက်မှမှုအကံမို့ချရှိတယ်။အဲ့တော့ဝတ်ပုံစားပုံက personality မှာပါတယ်နော်။ထို့သူပဲစကားပြောပုံကလည်းပဲသူ့ရဲ့ကိုယ်ရည်ကိုယ်သွေးလို့ခေါ်တဲ့ personality ထဲမှာပါဝင်ရတယ်နော်။အဲ့တော့စကားလုံးအတုံးနှုတ်တချို့ကဗန်းစကားမများတုံးခစ်စကားမများတုံးဒါဆိုသူ့ပတ်စံဒီမျိုးနေတယ် တချို့ကစကားလုံးရိုးရိုးပဲတုံးနေရှိတယ်။တချို့လူတွေပြောတဲ့စကားဆိုဘုံဘုံနားမလဲသူတို့ကပြောလဲဆိုတယ်။ဘာမှလို့ပြောတာနားမလဲတခါပြန်ရှင်းရခိုင်းရတာလည်းရှိတယ်။ခေခါလျောက်အသက်အရွယ်လျောက် personality လျောက်စကားလုံးတုံးလုံးနေရရှိတတ်တယ်။ညောင်ဘုံဘုံနဲ့တိတဲ့ရင်းနှီးတဲ့တပည့်လေးတွေဆိုဘုံဘုံပြောလို့ရှိတယ်သူတို့။တိတ်ဘန်းစကားဆောင်တဲ့စကားကိုမပြောပါနဲ့။အဲ့ဒါကို personality ကိုပျက်စီးစေတယ်။နော်။တိတ်ခစ်ဆန်လုံးနဲ့ကလက်လုံးနဲ့ ဟိုမတတ်မရဖြစ်နေတဲ့အဝဆာမျိုးတွေမဟုတ်ပါနဲ့ကိုယ့် personality ကိုဖိခဲ့သွားတယ်အချို့အင်ကြီးဝဆာတွေကအနာတွေဖြွာထားတာတူတယ်ဒါဟာတိတ်မကောင်းဘူးမတတ်ရတဲ့အဝဆာကိုဝတ်ထားကြကြောင်သူစိတ်ကလည်းမတင်မတတ်ပဲဆိုတာသိတယ်တောင်းမှာအကိုလူကောင်လူမအုပ်လို့ပြောတယ်နော်အနာကုတ်မပါတဲ့အဝကိုဝတ်ထားတဲ့လူရဲ့စိတ်ကရောဘယ်နဲ့နေမလဲသူစိတ်ကကအကုတ်မရှိဘူးနော်အကုတ်မရှိတဲ့ကြံဘယံမတာဆိုတလို့ပဲသူစိတ်ကဘယံမတာဖြစ်နေတော့မှာနော်အခု